င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီသုံးမဲ့တပ်မတော်လေအမှတ်တရစိတ် Y8 လေရင်တစ်မစီကိုတရုတ်နိုင်ငံကုမင်းလေစိတ်မှာရှာဖွေတွေ့ရှိတယ်လို့မြန်မာ witness ကပြောပါတယ်အထိုးကြီးမြို့နယ်ဝက်လူရဲစခန်းကို စစ်ကိုလာတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သား73ဦးသေဆုံးပြီးဒုတက်ချက်တဦးကို အရှင်မိကတဦးကအလင်းဝင်လာတဲ့တဲ့ပါဝင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် ခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တင်းတပုတ်ကတော့အကျန်းဖက်စစ်ကောင်စီကမကြခင်မှာအသုံးပြုတော့မယ်တမတော်လီအမှတ်တစိတ်တက်ဆင်ထားတဲ့တေယူပို့ဆောင်ရေး Y8 လေရင်သစ်နှစီကိုတရုတ်နိုင်ငံကုမင်းလေစိတ်မှာရှာဖွေတွေ့ရှိခဲ့တယ်လို့မြန်မာ witness ကတင်းထုတ်ပြန်လိုက်ပါတယ်မြန်မာ witness ကနီးဖြူဟာမြောက်တေယူပို့ဆောင်ရေးလေနှစင်းဖြစ်တဲ့လေရင်အမှတ်5923နဲ့5924ကိုတရုတ်ပြည်သူတမရနိုင်ငံက ကုမင်းအပြည်ပြည်ဆိုင်ရာလေဆက်ကနေရာတစ်ခုမှာရှာဖွေ တွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီလေရင်နှစီဟာအသက်တွေဖြစ်ပြီး MAF နံပါတ်တမတော်လေဆိုပြီးရေးသားထားသလိုအရင်ကမရှိတဲ့လေရင်နံပါတ်တွေဖြစ်တယ်လို့လည်းဆိုထားပါတယ်။ မကြသေးမီကမိတ်ဆက်ခဲ့တဲ့ YAF200W အမည်နမဲ့5922ကို2024ခုနှစ်ဒီဇင်ဘာလမှာ စတင်အသုံးပြုခဲ့တယ်လို့လည်းမြန်မာ witness ကသတင်းထုတ်ပြန်လိုက်ပါတယ်။တပ်မတော်၄ကစစ်ဘက်လေယာဉ်တွေနဲ့ပတ်သက်ပြီးဝင်းဆောင်နိုင်စွမ်းနဲ့ဗက်ဆောင်အသုံးပြုနိုင်မှုအတွက်အထူးအလေးတားတယ်။ Y8 လေယာဉ်တွေကိုဆက်လက်တိုးချက်အသုံးပြုနေကြလို့လဲဆိုထားပါဗါး။အဲ့ဒီ Y8 နောက်ထပ်လေယာဉ်တွေရောက်ရှိလာတာဟာစစ်ကောင်စီလက်ထက်တွေထောက်ပံ့ပို့ဆောင်ရင်းနဲ့လေပတ်နိုင်စွမ်းစွမ်းရည်ကို တိုးပွားစေဖို့ဖြစ်တယ်လို့လည်းသိရပါဗါး။အကြပဲစစ်ကောင်စီစီမာတယ်ယူပို့ဆောင်ရေး Y8 လေယာဉ်အနည်းဆုံး9စီးခန့်ရှိတယ်လို့လည်းနန္ဒကာစစ်ရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ချုပ်ရဲ့ထုတ်ပြန်ချက်တွေကသိရပါဗါးရှင်။ ီတစ်ခါမှာတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်ဝက်လူရဲစခန်းကိုစစ်ကူလာတဲ့အကြမ်းဖက်စစ်ကြောင်းကိုတိုက်ခတ်ရမှာစစ်သား73ဦးသေဆုံးပြီးဒုတက်ကျတအုပ်ကိုအရှင်မိကတအုပ်ကအလင်းဝင်ရောက်လာခဲ့တယ်လို့နထိုးကြီး People Defense Force မြင်းကြံခရိုင်အမှတ်430တရင်ကပြောပါတယ်ဝက်လူရဲစခန်းအတွက်စစ်ကူလာတဲ့စစ်ကြောင်းကိုတော်လန်တပ်ဖွဲ့တွေကကြားဖြတ်တိုက်ခတ်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်းမှာတော့အကျန်းဖက်စစ်ကောင်စီတပ်သား73ဟာထေသွားတာဖြစ်တယ်လို့ငါးဦးကထိခိုက်ဒဏ်ရာရှိခဲ့တာလည်းဖြစ်ပါတယ်တိုက်ပွဲအတွင်းမှာတပ်မ88ကဒုတက်ကျက်တဦးကိုလည်းအရှင်ဖမ်းဆီးရမိခဲ့တယ်လို့အကျန်းဖက်စစ်ကောင်စီလက်အောက်ခံရဲတပ်သားတဦးကလည်းလက်လက်တွေနဲ့အတူအလင်းဝင်ရောက်လာခဲ့လို့လည်းသိရှိရပါတယ်။ဒါအပြင်အကျန်းဖက်စစ်ကြောင်းရဲ့မတရားပေါ်တာဆွဲဖမ်းဆီးခြင်းကိုခံထားရတယ်။ စစ်မှုထမ်းတပ်သားတဲ့နှစ်ဦးကိုလည်းတော်လန်းတပ်ဖွဲ့ဝင်တွေကကယ်ထုတ်နိုင်ခဲ့တယ်လို့လည်းသိရပါတယ်။တိုက်ပွဲအတွင်းမှာအကြမ်းဖက်တပ်သားတွေစီကနေလက်နက်ခရမ်းတွေကိုလည်းသိမ်းဆည်းရရှိခဲ့ပါသေးတယ်ရှင်။မကွေးတန်းတဲ့တဲ့ဘုတ်ကိုကြည့်အောင်ပါ မကွေးတန်းပခုတ်ကူမြို့နယ်လေယာကျေးရွာစစ်ကောင်စီခန့်အုတ်ချုပ်ရေးမှုမိုးဝင်ဟာ မိမိကိုမိမိကြိုးစဲချကအဆုံးစင်ရင်သွားတယ်လို့ပခုတ်ကူမြို့နယ်အခြေဆိုင် Cobra 1ပခုတ်ကူတပ်ဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ်။ဇွန်လ23ရက်မနေ့ပိုင်းကပခုတ်ကူမြို့နယ်လေယာချင်းပါနေစစ်ကောင်စီခန့်အုတ်ချုပ်ရေမူမိုးဝင်ဟာသူ့ရဲ့နေရင်တွင် လေဘင်းကိုကျိုးနဲ့ခြေကအဆုံးစင်ရင်သွားတာလည်းဖြစ်ပါတယ်။သူ့ကိုစစ်ကောင်စီကအုတ်ချုပ်ရေမူဖြင့်ခန့်အပ်ထားတာဟာကြာမြင့်နေတယ်လို့ ပြည်သူလူထုအပေါ်မှာလည်းမတရားစကြေကောက်အနိုင်ကျင့်နှိမ့်ဆက်နေသူဖြစ်တယ်လို့လဲကော်ပိုရာဝန်ပခုတ်ကူတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပါရရှင့် ပခုတ်ကူဝသတင်းတပုတ်ကိုကြည့်အောင်ပါပဲခူးတိုင်းတန်ကုန်မြို့နယ်ပဲခူးရိုးမှမှာတိုက်ပွဲတွေပြင်းထန်နေပြီးအကြမ်းဖက်စစ်ကောင်စီကဆက်တက်လက်ထီးတွေနဲ့ပါအသုံးပြတိုက်ခတ်နေတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။ပြီးခဲ့တဲ့ဇွန်လ23ရက်နေ့မှာပခုတ်ကူမြို့နယ်ပဲခူးရိုးမှထဲမှာအကြမ်းဖက်စစ်တပ်နဲ့တော်လန်တပ်ဖွဲ့ဝင်တွေကြားမှာတိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီးစစ်ကောင်စီက စက်တက်လက်ထီးတွေနဲ့ပါအသုံးပြတက်ခတ်နေတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အကျန်းဖက်စစ်ကောင်စီတက်ရဲ့တန်ကိုအခြေဆိုင်လေးတက်စကံမှာစက်တက်လက်ထီးတွေမရှိပေမဲ့လည်းအခုရက်ပိုင်းကနေစတင်ကမောင်းနှင်ပြန်တမ်းမှုတွေပြုလုပ်နေတာလည်းဖြစ်ပြီးတောင်ကိုလေတက်ကိုတော်လဲတက်ဖွဲ့ဝင်တွေက short တိုက်ဒုံးတွေနဲ့အချင်းချင်းတက်ခတ်မှုတွေလှုပ်ဆောင်နေရလို့လည်းသိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲတွေကြောင့် တောင်ငူမြို့နယ်အတွင်းကြေးရွာတွေကပြည်သူတွေဟာလက်လက်ကြီးပောက်ကွဲတံတွေတနက်တံတွေကိုကြားနေရတာကြောင့်စစ်ဘေးတင်းရှောင်ဖို့ပြင်ဆင်နေကြတယ်လို့လည်းသိရပါပါတယ်ရှင်။တက်ဆက်ထဲမှာပဲပဲခူးတိုင်းတာရီခန်မင်းလာမြို့နယ်စားချောင်းရွာနယ် စင်အိုင်ချောင်းပေါ်ရွာကိုအကြက်ဖက်စစ်တပ်ကမီးတင်ရှို့နေတယ်လို့ဥတို့တောင်စုရွာနဲ့တယောကုံရွာကပြည်သူ9ဦးကိုလည်းဖမ်းဆီးထားတယ်လို့ဒေသသတင်းမြင့်နဲ့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ်။ဇွန်လ23ရက်နေ့မနက်ပိုင်းမှာတော့အကြက်ဖက်စစ်ကောင်စီတပ်ဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစားချောင်းရွာနဲ့စင်အိုင်ချောင်းပေါ်ရွာကိုမီးတင်ရှို့ခဲ့တာဖြစ်ပြီး နေ့လယ်ပိုင်းလောက်မှာတော့ဂန့်ကုန်ပင်ဘိုးတထောင်တို့ကိုမီတင်ရှို့သွားတာဖြစ်တယ်လို့လည်းဒေသပြည်သူတွေကပြောပြပါဗါးအပြင်အကြက်ပက်စစ်တပ်ဟာပြည်သူတွေကိုဖမ်းဆီးနေပြီးဇွန်လ21ရက်နေ့ကနေစတင်ကဥတုကញင်ပင်အုပ်စုဥတုတောင်စုရွာက ပြည်သူ9ဦးနဲ့ဇွန်လ22ရက်နေ့မှာတော့အဲ့ဒီနေ့လယ်ပိုင်းမှာထောက်ကျန့်အုပ်စုတယောကုံရွာနေလူငယ်2ဦးကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်းဒေသပြည်သူတွေကပြောပြပါဗါး ဖမ်းဆီးထားတဲ့ပြည်သူတွေကိုဘုံကြီးကျောင်းတွေမှာဖမ်းဆီးချုပ်နှောင်ထားသလိုမင်းလာမြို့နယ်တွေကတယောက်ကုံရွေးကုန်းစားချောင်းထောက်ကျန်ဗန်ပွဲဝင်ရွာတွေကိုလည်းစီးနှင်းဝင်ရောက်ကပြည်သူတွေရဲ့မိုဘိုင်းဖုန်းတွေကိုသိမ်းယူတာလူမနေတဲ့အိမ်တွေကိုနေရာယူတဆဲတာတွေလှုပ်ဆောင်နေရလို့လည်းဒေသပြည်သူတွေစီကနေသိရပါရရှင့် အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တင်းတစ်ပုဒ်ကတော့ပဲခူးတိုင်းညောင်လေးပင်ခရိုင်ရေဖြူကန်ကျေးရွာမှာအထိုင်ချတက်ဆွဲထားတဲ့အကျန်းဖက်တပ်သားတွေကို drone နဲ့တက်ခတ်ရမှာစစ်သား၄ဦးဟာတေဆုံးခဲ့လို့လဲ7 Raven Drone Force ကတာဝန်ရှိသူတို့ကပြောပါတယ်။ဇွန်လ20နေ့ည8နိုင်ခွဲလောက်ကညောင်လေးပင်ခရိုင် ရေဖြူကန်ကျေးရွာမှာအထိုင်ချတက်ဆွဲထားတဲ့အကျန်းဖက်တပ်သားတွေကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေက60မမဘုံဒီနှလုံးနဲ့ကျဲချတိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ခတ်မှုတွင် အကျန်းဖက်စစ်သား၄ဦးဟာတေသွားတာဖြစ်ပြီးအဆောင်အုံပေါ်ကြောက်ပောက်ကွဲသွားခဲ့တယ်လို့လည်းသိရပါဗါးအဲလိုဘုံကျဲခံရပြီးရဲ့နောက်မှာအကျန်းဖက်စစ်တပ်ဘက်ကလည်းလက်လက်ကြီးတွေနဲ့ပြန်လည်ပြစ်ခတ်ခဲ့တယ်လို့လည်းသိရပါဗါးဒါပေမဲ့တော်လန်ရဲဘော်တွေအထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း7 Raven Drone Force ကတာဝန်ရှိသူတို့ကပြောပါတယ်ရှင်ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးမညပါ။